ဒီကဘာလုံးမှာဒုက္ခအများဆုံးကကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေဖြစ်နေတယ်။ဒီနေ့လဲအမေရိကန်က TBS ဆိုတဲ့ယာယီခိုလုံခွင့်ပိတ်လိုက်ပါပြီ။ထိုင်းမှာဆိုရင်လည်းပြာများနေရတယ်။ဟိုက်ရိုင်းမှာရည်ရည်ကြီးလို့မြန်မာတွေကယ်မဲ့သူမရှိ။အခြားအခြားကိစ္စတွေအမြောက်အများနဲ့မြန်မာနိုင်ငံသားတွေဒုက္ခတွေများနေတယ်။အဲ့တော့ထိုင်းနိုင်ငံတို့ အခု American USA က TBF visa ပိတ်လိုက်တော့ American မှာယာယီခိုလုံတဲ့သူတွေအတွက်အင်မတန်တော့ကတွေပွားနေရတယ်။ဒါဒါကနိုင်ငံတကာမှာစင်ကာပူမှာမလေးရှားမှာအိုမန်မှာဒူဘိုင်းမှာဒုက္ခတွေများနေတဲ့ကျွန်တော်နိုင်ငံသားတွေအတွက်ကံကြမ္မာရဲ့မျက်နှာသာပေးမှုဒီယာစုနှစ်တွေမှာ မရှိတော့ဘူးလား။ပြည်တွင်းမှာရော မြန်မာနိုင်ငံတွင်းမှာရောမြန်မာနိုင်ငံတွင်းမှာလေဗျာတောက်ကတွေပင်လေဝင်နေရတယ်တပတ်ကပေါ်တာဆွဲတာကတမျိုးကပိုင်းနိုင်တကူပြူစောထီးတွေရဲ့အနိုင်ချင်းနှိမ့်ဆက်မှုကတဖုံးအုတ်ချုပ်ရေးမှုတွေကဆက်ကြီးကောက်တာကတမျိုးနဲ့ပြည်တွင်းပြည်ပနိုင်ငံတကာနဲ့တကွဂျိုးပြာကြီးမြန်မာဂျိုးပြာကြီးကဘာမှာ ဂျူပြာဒီဆိုတဲ့ကဘာမှာတောကဒုက္ခအများဆုံးနိုင်ငံဟာမြန်မာပြည်များဖြစ်လို့နေပြီလားဒါရီဟာဝကျွေးတယ်လားဒါရီဟာအတိတ်ကံကြောင့်လားဒါရီဟာစနစ်မကောင်းလို့လားဒါရီဟာစစ်တပ်ရဲ့တသက်ပလုံဒုက္ခပေးမှုကြောင့်လားကျွန်တော်ဒီကနေ့စပြီးစဉ်းစားကြည့်ရအောင်နံပါတ်1မြန်မာနိုင်ငံကိုကြည့်လိုက်ရင် အိမ်ကြီးချင်းနိုင်ငံ၅နိုင်ငံနဲ့ထိဆက်နေတယ်။၅နိုင်ငံထဲမှာဆိုရင်အိန္ဒိယတရုတ်ဘင်္ဂလားဒေ့ရှ်နိုင်ငံ၃နိုင်ငံဟာကမ္ဘာလူဦးရေရဲ့ထောက်ဝက်နီးပါးရှိတဲ့နိုင်ငံတွေနဲ့အိမ်ကြီးချင်းထိဆက်နေတာ။ဗိမုတ်ဖုတ်ရောက်လို့နာမည်ကြီးသွားရင်တောင်တရုတ်ပို့ဘင်္ဂလားဒေ့ရှ်ပို့အိန္ဒိယပို့ပြီးချမ်းသာနိုင်တဲ့အခြေအနေဒါပေမဲ့အခုပါရီဖြစ်နေတယ်။နောက်တစ်ခု အိန္ဒိယငါးနိုင်ငံရဲ့အပြင်ကိုကံယိုရန်ကြီးတွေနဲ့တဘာဝတယံစာတရီဟာလိုင်လိုင်ထောက်ထွက်နေတဲ့နိုင်ငံမိုးကုတ်ဗရမီးယားကဘာမှာ90ရာခိုင်နှုန်းဗရမီးယားထုတ်လုပ်မှုဟာမြန်မာကလာတာကြောက်စိမ့်တဘာဝတယံစာတတဘာဝရေနံတမ့်ွေခဲမဖြူအပြိုက်နဲ့မြေရှားကြီးနီရွှေ ဒီနိုင်ငံဘာကြောင့်ဆင်းရဲနေတာလဲဒီနိုင်ငံဘာကြောင့်ဒုက္ခများနေတာလဲဒီနိုင်ငံကတူပြီးဘာလို့ငတ်မွတ်နေတာလဲဒီအကြောင်းအရာတွေကိုစမ်းစစ်ကြည့်လိုက်ရင်အင်္ဂလိပ်ကကျွန်တော်တို့ကိုဂျုံပြုတ်တယ်နေပေါင်းတရာဂျုံအင်္ဂလိပ်ဂျုံမပြုတ်ခင်အရှိမဒီဘောမင်းပါရမူကစဟိုအနောက်ယထာတိပရိသတ် နောက်တော့အင်္ဂလိပ်ကသိမ့်ပိုက်ဒီဘုံမင်းပါတော်မူသူဖျားလက်လက်ကိုတွဲပြီးဗမာပြည်ကျွန်ဖြစ်မြေရှင်ပရိသတ်စနစ်ကြီးအဆုံးသက်အင်္ဂလိပ်နေချက်အစိုးရကကျွန်ပြုတ်တဲ့အချိန်နောက်တော့တော်လန်ကြနှစ်ပေါင်း100ကျော်ကျွန်ဖြစ်ပြီးတော်လန်ရေးဆင်နွေးတဲ့အချိန်မှာအင်္ဂလိပ်နေချက်ကိုဂျပန်ခေါ်တိုက်ဂျပန်ကိုထပ်ပြီးအင်္ဂလိပ်ပြန်ခေါ်တိုက် တိုက်ရင်တိုက်ရင်နဲ့ကျွန်တော်လွတ်လပ်ရေးရလာခဲ့တယ်။အဲ့ဒီလွတ်လပ်ရေးရပြီးတကာလဥနုဖဆပလအစိုးရ10နှစ်လောက်ဒီမိုကရေစီလေးနဲ့အုပ်ချုပ်ပြီး1958မှာအာဏာစစ်တပ်လက်ထက်ဆက်အပ်လိုက်တယ်1960မှာရုပ်ကဝင်ပြန်လုပ်တဲ့1960နှစ်မှာမင်းအောင်လှိုင်ဖက်စစ်တပ်ကအာဏာ sorry နေဝင်စစ်အာဏာရှင်ကအာဏာသိမ်းလိုက်တယ်အဲ့ဒီထဲကနလန်မထူလိုက်တာများဗျာ ကမ္ဘာဖွံ့ဖြိုးမှုအနှိမ့်ဆုံးနိုင်ငံနေဝင်းတကောင်အင်္ဂလန်မှာမြင်းလောင်ပြီးမရားတယောက်ပြီးတယောက်ယူတဲ့အချိန်ဒီနဲ့တိုင်းပြည်ရဲ့ဘယံဇာတမှန်သမျှမြင်းလောင်ပွဲလောင်ကစားပွဲမရားတယောက်ပြီးတယောက်ယူတဲ့ကုံကြစိတ်တွေတုံဆွဲတိုင်းပြည်ကိုတနတ်နဲ့ဓမြတိုက်လာခဲ့တာ2030တိမ့်စိတ်အစိုးရမှာ တန်းရွှေက2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲပြီးတကာလအရှင်ရွက်ထွက်သွားတယ်နောက်ဆက်တိမ့်စိန်အစိုးရအခုကြံ့ခိုင်ရေးလို့ပေါ့စစ်တပ်ရဲ့ပုံမှုပုံပြုတ်တွေစစ်ပြေးစစ်ကြံစစ်ပြန်စစ်ပြုတ်တွေယူနီဖောင်းကနေပစိုးဝင်လဲပြီးတကာလကြံ့ခိုင်ပါတီနိုင်နေပေါ့ဗျာ2010 2015မှာ NLD ပါတီအနိုင်ရတယ် 2015နဲ့2020ငားနှစ်တာကာလအတွင်းမှာတိုင်းပြည်ပြန်လဲဦးမော်လာတယ်။တိုင်းပြည်လိုရဲ့အမျိုးသားရေးသေးဦးလက္ခဏာဆိုတော့ကျင်းဝတ်ဒီကိုချင်းစာတရားဒီကောင်းမွန်တဲ့စနစ်ဒီတည်ဆောက်လာတယ်။2020မှာထပ်ပြီးစစ်တပ်ကအာဏာသိမ်းဒီတိုင်းပြည်ဒီလူမျိုးဒီနိုင်ငံဒီအခြေအနေဖြစ်နေတဲ့တရားခံဟာရှင်းရှင်းလင်းလင်းပြချင်တာကလက်ရှိစစ်တပ်ပါပဲ။နော် မိုင်းတစ်လျှောက်လုံးကိုမြင်အောင်ကြည့်ပါလက်ရှိအခြေအနေကိုကြည့်ပါနောင်ဖြစ်လာမယ့်အခြေအနေကတော့အခုစစ်တပ်ကကောင်းပြီးရွေးကောက်ပွဲဝင်မယ်ဆိုပြီးလှုပ်ပြန်ပြီစစ်ကြုံပါပဲနိုင်ငံကကြုံပဲတရုတ်ကြုံရုရှားကြုံပါပဲဘာကြောင့်တော်လန်ရဲဆိုတဲ့အချက်ကိုပြောပြနေတာဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံရဲ့အိမ်ကြီးချင်း၅နိုင်ငံ၃နိုင်ငံ၂နိုင်ငံဖယ်ထားထိုင်းနဲ့လာအိုဖယ်ထားလိုက်ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယနဲ့တရုတ်နဲ့ကိုဖို့ ကစုံရွက်ထိုင်ရောင်းရင်တော့ချမ်းသာနိုင်တဲ့အခြေအနေမျိုးဗျဒါပေမဲ့ပမာပြည်သူလူတို့ကတောင်ကိုကကြောက်စက်နေတဲ့ကစပြီးစင်းရဲလာလိုက်တာဗျာငတ်မွလာလိုက်တာဗျာလူရုပ်မပေါက်လာလိုက်တာများဗျာအခုတကဘာလုံးမှာမြန်မာဒုက္ခအရောက်ဆုံးဖြစ်နေတာဗျာဘာလို့ကြောင့်လဲခင်ဗျားစဉ်းစားပါအဲ့တော့ဟုတ်ပြီဒေါ်လာနေတယ်ဒီဒေါ်လာရေးကိုဆင်ွယ်ရတဲ့အကြောင်းတရားကိုကျွန်တော်ပြောပြနေတာဖြစ်ပါ မင်းအွန်လိုင်းအာနာသိမ့်မှုတစ်ခုလဲချောင်းတော်လန်နေတာမဟုတ်ဘူးဆိုတာကိုသိစေချင်တာပါမင်းအွန်လိုင်းအာနာသိမ့်မှုတစ်ခုလဲကိုတော်လန်နေတာမဟုတ်ဘူးဆိုတာတစ်ချက်ရေစစ်နိုင်တိုက်ရေးဘာလို့ပြောနေတာလဲဆွေးနွေးကြမယ်ဆိုတဲ့အချက်ရဲ့နှစ်ချက်ကျွန်တော်ရှင်းမယ်ဒီတစ်ခေါက်မှာဒီစစ်တပ်ကိုဖက်စစ်တပ်တွေကိုမဖြတ်နိုင်ဘူးဗမာပြည်မှာနောက်တဲ့ဘယ်တော့မှအခွင့်အရေးမရှိဘူး နောက်ထပ်ဘယ်တော့မှစစ်တပ်ကိုပြန်လှန်မကြည့်ရတဲ့ပြည်သူလူထုဟာစစ်တပ်ရဲ့ကျွံဘောကနေဇက်သိမ်းသွားလိမ့်မယ်။အနည်းဆက်ဆုံးဆိုရင်မြောက်ကိုရီးယားလိုနိုင်ငံမျိုးဖြစ်လာနိုင်တယ်။ဟုတ်ပြီ။ဆွေးနွေးတာဘာလို့မလုပ်တာလဲဆိုတော့ခင်ဗျားတို့ဗျာယူနေကြလား။နိုင်ငံရေးပါတီတို့လက်ရှိငြိမ်းချမ်းရေးတို့ပြောနေတဲ့လူတွေအုံတော့ကြက်မပြေဘူးလား။ စစ်တပ်ရဲ့နိုင်ငံရေးဆွေးနွေးမှုဆိုတာကပြည်ထောင်စာဗပျောက်ရေးတဲ့လုံတဲ့ဖာကောင်းများနီလာကန်လိုပဲသူတို့အကျိုးစီးပွားသူတို့တမက်ကင်နာပြီးအမြဲတမ်းလွှမ်းမိုးအုပ်ချုပ်ကျုံပြူရေးတဘောမတူရင်မဆွေးနွေးဘူးတနက်နေ့ပဲပြစ်တတ်တယ်တမိုင်းတစ်လျှောက်ပါဒါကိုကျွန်တော်တို့ပြည်သူလူထုနဲ့ကျွန်တော်တို့တော်လှန်ရေးဘက်ကလူတွေကမင်းကိုစစ်နယ်ပဲရအောင်တိုက်မယ်သို့တော့ ော်လိုင်းကြီးတိုက်ပွဲဆိုတာစစ်ရေးတစ်ခုတည်းမဟုတ်ဘူးစစ်ရေးနိုင်ငံရေးတန်တမာရေးသတင်းဝါဒဖြန့်ချီရေးပြည်သူလူထုပါဝင်ရေးဒါတွေအားလုံးနဲ့တော်လိုင်းတိုက်ပွဲဝင်နေချိန်မှာခမရတို့ကသူများတဲ့ထူပြီးနှစ်ဖူးရီးတက်ပေါက်နေတဲ့အတွေးခုံနဲ့တိုင်းပြည်ကိုစက်ပြီးကျုံဖြစ်စေခြင်းနေတာလားလူတို့ကိုစက်ပြီးကျုံဖြစ်စေခြင်းလားဒီနေ့လိုကပပိန်နိုင်ငံမှာမဆိုညနာငယ်ပြီးမျက်နှမွဲနဲ့မျက်နှမွဲနဲ့ဟိုနိုင်ငံသွားခိုးလုံးမောင်းထုတ်ဒီနိုင်ငံသွားအလုတ်လုတ် ခွေးကရက်မှာအိယာဘဝနေစက်နေစီခြင်းနေသေးလို့လားလို့ကျွန်တော်မေးချင်တာဒီနေရာမှာလည်းတိုင်းသားအိယာကိုတပ်ဖွဲ့တွေကိုလီလီသာသာမြစ်တာရက်ခန့်နေအကြောင်းထပ်ပြောချင်ပါသေးတယ်ခင်ဗျားတို့တပီနေတဲ့တိုက်မနိုင်ပါဘူးရှင်းတယ်ဘယ်တော့မှမလဲမနိုင်ခဲ့ဘူးပေါင်းတိုင်မှနိုင်ပြီပေါင်းဖို့လှုပ်ပေးပါလှုပ်ချပါခင်ဗျားတို့အခုစီရေးပါဝါကြီးနေပါတယ်ကျွန်တော်တို့သဘောတူလက်ခံပါတယ်ဥဆောင်ပါ ူးလည်းမဆောင်ဘူးမမကူလည်းမကူစစ်တပ်နဲ့ထပ်ပေါင်းပြီးအကျိုးမြတ်ရှာမယ်ဆိုရင်တော့ခင်ဗျားတို့မှားလားကျွန်တော်တို့မှားလားနောက်တစ်ခုထပ်ပြောမယ်ကျွန်တော်တို့တိုင်းသားတွေပေါ့အကျွေးချီပြီလားသမိုင်းလေးရှောက်မှာမြန်မာဖက်စစ်တပ်ရဲ့လုတ်ခဲ့တဲ့တိုင်းသားတွေပေါ့ဖိနေရက်ဆက်မှုတွေကိုကျွန်တော်တို့ PDF လူငယ်ရဲဘော်တွေကခင်ဗျားတို့နဲ့အတူတိုက်ပွဲဝင်ပြီးပွေးနဲ့အကျွေးဆက်ပေးနေပါတယ်ဗျာပမာတွေကိုမယုံရဘူးဆိုတော့ ထင်မြင်ချက်တစ်ခုဟာဗမာဘယ်ပြည်သူခင်ဗျားတို့ဗေဒမှာရှိတဲ့ဘယ် PDF ကမှမလုတ်ခဲ့ပါဘူးရှေ့ကဗမာစစ်တပ်နေဝင်တန်းရွှေမင်းအောင်လိုက်အစားရှိတဲ့စစ်အာဏာရှင်စနစ်ကသာခင်ဗျားတို့တိုင်းသားလူမျိုးတွေကိုလုတ်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဗမာလူငယ်တွေကျွန်တော်တို့မျိုးဆက်အသီးသီးကတိုင်းသားပေါင်းစုံလူငယ်တွေဟာဒီလိုအာဃာတတွေဒီလို အမြင်လွဲမှားမှုတွေမဖြစ်ရအောင်ရခိုင်နဲ့ကချင်နဲ့ကရင်နဲ့တောင်းပလောင်နဲ့ပေးဆက်ပူပေါင်းပြီးတော့အပေခံပြီးအရင်ကာလကအကျွေးများမကြည်လင်မှုများကိုသွေးနဲ့တက်တည်ပြနေပါတယ်ဗျာအဲ့တော့တော်လိုင်းကြီးနိုင်ဖို့နိုင်အောင်လုပ်ဖို့ကလွဲလို့အကြမ်းမရှိနေပါတော်လိုင်းနိုင်ဖို့ ဘာလုပ်ရမလဲဆိုတော့စစ်တိုက်ရမယ်နိုင်ငံရေးတိုက်ပွဲဆင်ပေးရမယ်တရင်းဝါရဖြန့်ချီဆင်ပေးရမယ်ရသမျှပတ်စံအလုံးတော်လိုင်းကြီးတွေကိုပုံတဲရမယ်ရှင်းနေတယ်အဖြစ်ကဒါပေမဲ့ကျွန်တော်တို့ရဲ့နိုင်ငံရေးတော်လိုင်းကြီးဥဆောင်သူတွေဟာဝိလေကြောင်ပတ်နဲ့တော်လန်ရေးသေးကိုရှိနေတယောင်ယောင်နဲ့နောက်ကျောကဓာတ်နဲ့ထိုးနေတာလားလို့လေလူငယ်တွေကခံစားနေရတယ်လို့ကျွန်တော်မြင်တယ်။ဒီနေ့ဒါကြောင့်မို့ဘာသတင်းမှမပြောဘဲနဲ့ တော်လိုင်းနိုင်အောင်လှုပ်ဖို့နီလန်းတွေကိုတာခင်ဗျားတို့ကောမမှာဆွေးနွေးပါကျွန်တော်လည်းဆွေးနွေးပါမယ်နိုင်အောင်ပါလုပ်တယ်နိုင်ချင်ရင်နိုင်အောင်လှုပ်လို့ရတဲ့နီလန်းတွေအများကြီးရှိပါတယ်စစ်အနိုင်တိုက်ရေးရလို့အခြားမရှိတဲ့ရွေးချယ်မှုမှာဘသူတွေကဘာတွေမြုံနေနေတာလဲအောက်ခြေကလူငယ်ရဲဘော်မျိုးဆက်အသီးသီးကတော့စစ်တိုင်းမှာရမယ်ဆိုတာပေါ်ပါပြီးအသိရှိပြီမြဲ နိုင်ငံရချားမှာအိုးအိမ်တိုက်တာများနဲ့ကြည်လူမြေကခက်ဆန်းဆန်းအတွေးခေါ်တွေနဲ့တော်လန်ကြီးရံပုံငွေတွေအပေါ်အလွဲသုံးစားပြုနေမှုဟာတော်လန်ကြီးကိုရက်တန့်နေခြင်းရဲ့ကြီးမားတဲ့အကြောင်းတရားတစ်ခုဖြစ်ပါတယ်။အဲ့တော့ဒီကနေ့မိုးကုတ်အချိန်နဲ့ဆက်ဆက်ပြီးထပ်ပြောမယ်။မိုးကုတ်မှာ PDF တက်တည်ကြည်မပေါက်ရဘူးပြောပါတယ်။ DNL ကတားမြစ်မိတ်ထုတ်ထားပါတယ်။ဒါဆိုမိုးကုတ်အုတ်ချုံမှုနေမြေဟာ DNL ရဲ့အဆုံးဖြတ်ဖြစ်သွားပါပြီဖြစ်နေပါပြီ။ နတ်တဲ့နမနိမဒယာတမျိုးလုံးစစ်တပ်ကတိမ့်ပိုက်လိုက်ပါပြီမိုးကုတ်ကိုမကြခင်စစ်ထိုးမှုဖြစ်ပါလိမ့်မယ်မိုးကုတ်မျိုးတွေမှာထောင်နိုင်ကြီးတွေအရက်ဝင်တွေရောက်နေပြီးတော့ PDF တွေရှိတဲ့နေရာတွေစုံစမ်းတာတွေအသာတကြီးဝင်လာဖို့ DNA တွေနဲ့ညှိနှိုင်းတာတွေ DNA တွေက PDF တွေကိုကြီးမပေါက်ရဘူးတနက်မပြည့်ရဘူးမတိုက်ပွဲမဝင်ရဘူးဆိုတဲ့တားမြင့်မှုတွေဟာမကြခင်ရပိုင်းတွေမှာဘာတွေဖြစ်လာနိုင်မလဲဆိုတာအင်မတန်စိုးရိမ်စရာကောင်းနေပါတယ် တစ်ဖက်မှာတကဘာလုံးမှာဒုက္ခအများဆုံးကျွန်တော်တို့မြန်မာတွေဟာအမေရိကန်ကနှင်ထုတ်ခံရမယ့်အရေးကိုရင်ဆိုင်နေရပါတယ်။အီမဂျင်တိုင်းနိုင်ငံမှာအလုပ်သွားလုပ်နေရတဲ့စီပီပေါ်တာဆွဲမှကြောက်လို့ပြေးရတဲ့လူတွေကအလုပ်လက်မဲ့တွေနဲ့အငက်ငက်အပြက်ပြက်မနေယုံခံနေရပါတယ်။ရေကြီးတဘာဝဘေးတွေကြောင့်ကူတူမဲ့နေပါတယ်။စင်ကာပူကမြန်မာတွေ။အိုမမမြန်မာတွေ။အင်္ဂလန်ကမြန်မာတွေ နော်ဝေးကမြန်မာတွေကနေဒါကမြန်မာတွေအော်စတြေးလျကမြန်မာတွေကျွန်တော်နိုင်ငံသားတွေအကုန်လုံးတိတ်ခါကြရပြီကျွန်တော်တို့လူမျိုးကျွန်တော်တို့နိုင်ငံရဲ့ဇာတိပုံညာဂုံမာနကိုပြန်လဲပေါ်ထုတ်နိုင်ဖို့ကစစ်တပ်ကိုအမြင့်ဖြတ်မှရလိမ့်မယ်လို့ပြောရင်ကျွန်တော်လည်းရှေ့ရှေ့ဝေးမပြောဘူးစစ်ကိုသာအနိုင်တိုက်မယ်နိုင်မှုနီးလန်အလုံးအသုံးပြုမယ်ကျွန်တော်လိုအပ်တဲ့အကူအညီတွေတောင်းခံထားပါတယ် စတာလစ်လိုအပ်တာတွေကျွန်တော်တို့တိုက်ပွဲဝင်နိုင်ဖို့အခြေအနေတခုကိုဖန်တီးနေပါတယ်။ဒါကြောင့်လိုအပ်တဲ့အကူအညီတွေကိုကူညီပေးနိုင်မယ်ဆိုရင်ကျွန်တော်ရဲ့ Telegram လာခဲ့ပါ။စကားပြောကြရအောင်။ NRI စစ်တိုက်ဖို့စစ်နိုင်တိုက်ဖို့စတင်စူးစမ်းနေပါတယ်။ဝိုင်းပြီးကူညီထောက်ပံ့ဝန်းရံရင် စီရေးဆိုင်ရာတပ်ပေါင်းစုနိုင်ငံရေးဆိုင်ရာတပ်ပေါင်းစုပြည်သူတပ်ပေါင်းစုဆိုတဲ့တပ်ပေါင်းစု၃ရက်တိုင်းနာတပ်ပေါင်းစုတမာတပ်ပေါင်းစုပြည်သူတပ်ပေါင်းစုတပ်ပေါင်းစုဝင်ရိုး၃ရက်နဲ့တော်လိုင်းကြီးကိုတိတ်တိတ်မမတ်တောက်တိုင်ခိုင်ခိုင်မာမာတီဆောက်ပြီးတလမန်ချက်မောင်းနေကစစ်အုပ်စုကိုတိုက်စားချိန်မုံပစ်ဖို့စိတ်ရောကိုယ်ရောအာယုံဆိုင်ပြီးစက်စူးစားရပါလိမ့်မယ် 马后影，蒋介石把脸面丢，阿隆基祖怎么办？<noise> <noise>